ော့ဦးနှင်းတို့ဒီ site ကတော့ဒါအထူးပြောစရာကောမလိုဘူးပေါ့နော်ဒါကလင်နာဆရာအတိုင်းတော်တော်များများကိုဒီ site ကိုကစားကြတယ်သို့တော့တူနဲ့တယောက်ကလေးလာပုံချင်းမတူဘူးကစားတဲ့စနစ်ချင်းမတူဘူးယူဆပုံချင်းမတူတဲ့အတွက်ကိုဒီ site ထဲကနေပြီးတော့နော်ချင်းချင်းယူဆယူဆချက်တွေကွဲလဲတဲ့အတွက်ကိုဒဏ္ဍာန်ဟာအင်မတန်မှကစားကြရကောင်းတယ်စိတ်ဝင်စားကြရကောင်းတယ် site လေးဖြစ်တယ်ပေါ့ဒါမူလရဲ့မူရင်း frame ဒီ site ရဲ့ frame ပိုင်ရှင်ကတော့ဒါတူတော်မောင်တေးသေးရဲ့မူပိုင် site ဖြစ်တယ်ပေါ့နော် ဒီ site ကိုလိုင်းပေါ်မှာတူတော်မောင်တဲတရအရင်ဦးဆုံးစပြီးတင်ခဲ့တယ်တင်ခဲ့တဲ့နောက်ပိုင်းမှာဒီ site ထဲကနေပြီးတော့နှစ်စဉ်ကစားကွက်မျိုးစုံတွေနဲ့ကစားတယ်။အဒီနှစ်မှဆိုလည်းအခုမွေးကနေ3ခွက်အောင်သွားတယ်ပေါ့နော်။အဲ့တော့ကြံနေတဲ့ကနန်းကိုဒါဦးနိုင်ခုပြပေးမယ်ပေါ့နော်။အဲ့တော့ဒီမှာကသူကလေးပရေဒီ3လုံး3ဒီလို3၊ဥထိပ်ပရေကို3တုံညာ8လေးပရေဒီလို3ဒီလို3တုံညာထိပ်ပရေတုံညာ3တုံညာခွန်လေးပရေဒီ3လုံး3ဒီလို3တိထိပ်ပရေ1 3တုံညာ6ဆိုပြီးတော့ဖရင်ကိုတည့်တယ်ပေါ့။ တယ်တော့ထုံးစံနိုင်ပေါ့နော်ဒါကြံနေတဲ့ဒီလိုအပ်တဲ့ဓာတ်ဒီစီးရတာဥနိုင်မထည့်တော့ဘူးဒါဥနိုင်ရဲ့ဒီစီးလိုင်းတွေကနေပြီးတော့ဥနိုင်ရဲ့ယူဆချက်လေးတွေကိုဥနိုင်ကပြောပြမှာဖြစ်တယ်ပေါ့နော်အဲ့လိုတွေကစားပြီးတာနဲ့ပထမကတ်မှာဒီသုံးလုံး၅လို့ဖြစ်တဲ့အချိန်မှာခွန်ထိပ်စီးနေ၅ခဲ့တယ်အဲ့ဒီမှာခွန်ပါဝါ2လို့ဒီမှာပိတ်လိုက်တဲ့အချိန်မှာဒီသုံးလုံးပေါင်းခြင်းက6နော်အဲ့တော့ဒီသုံးလုံးပေါင်းခြင်း6နဲ့ဒီ2နှလုံးနဲ့2 2 6ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနေ့တည်းမှာငွေကဏ္ဍပြင်းနေထွက်တယ်ဒီသုံးလုံးပေါင်း9လို့ဖြစ်တဲ့အချိန်မှာခွန်ထိပ်နေဖြစ်တယ် ဖွန်ပါပါနှစ်လို့ပိတ်တဲ့အချိန်ဒီသုံးလုံးပေါင်းခြင်းကရှစ်နှစ်နှလုံးရှစ်ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာထွက်တယ်။ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာနော်ဒီသုံးလုံးပေါင်းခြင်း9လို့ဖြစ်တဲ့အချိန်မှာခွန်ထိန်းနဲ့ဖြစ်တယ်ဖွန်ပါပါနှစ်လို့ပိတ်တယ်ဒီသုံးလုံးပေါင်းခြင်းခွန်လို့ဖြစ်တဲ့အတွက်ကိုရှစ်ခွန်နှစ်နှလုံးနဲ့ခွန်ဆိုတဲ့ကဏ္ဍဒီဒါနှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍဒါတော့မွေးကဏ္ဍဖြစ်နေအောင်နေဒါပထမတကယ်အနေနဲ့အဲ့လိုအောင်ပြီးတဲ့အချိန်မှာနောက်တစ်ခါတော့ဘာလာလဲဆိုတော့ဒီပဋိ၄ကြောင့်အဲ့ဒီပဋိ၄လို့ဖြစ်တဲ့နှစ်ထဲမှာ53အတွက်ပါတဲ့ကဏ္ဍတကွ၃ခွန်လေးဆိုတဲ့ကဏ္ဍဒီအဲ့နှစ်ထဲကိုကြာတယ် ဒီပရိတ်၄ကြောင့်အဲ့ဒီတရား43အတွဲပါတယ်ခဏနော်။၃ည၄၃ဆိုတဲ့ခဏပါလေဒီမှာလာထွက်တယ်။ဒီပရိတ်၄ကြောင့်အဲ့ဒီနှစ်ထဲက34ပါတဲ့ခဏ၃နှစ်လေးဆိုတဲ့ခဏကလည်းဒီမှာ၃နှစ်လေးလို့သူထွက်ခဲ့။ကောင်းပြီ။အဲ့ဒီလိုတွေထွက်ခဲ့ပြီးတော့တကနောက်တစ်ခုကဘလို့ယူဆပြီးပြောခဲ့လေဆိုတော့နော်ဘလို့ယူဆပြီးတော့ပြောခဲ့တယ်ဆိုတော့ဒီပရိတ်လေးဒီလို၃လို့ဖြစ်ခဲ့လို့43အတွဲပြီးတာနဲ့အဲ့ဒီနှစ်ထဲကနှစ်ပိတ်ခဏနှစ်ပိတ်ခဏခွန်ရှစ်လေးဆိုတဲ့ခဏကဒီ နော်အဲ့ဒီမွေးကနန်းတွေအားလုံးထွက်ပြီးတော့မှအဲ့ဒီခွန်ရှိလေးဆိုတဲ့ကနန်းတွေနောက်ပိတ်ဆုံးမှထွက်တာနော်အဲ့ဒီလိုပဲပဋိလေးဒီလိုသုံးလို့ဖြစ်လို့43အတွဲနဲ့ကနန်းလည်းထွက်ပြီးသွားပြီအဲ့ဒီနှစ်ထည့်ကနှစ်ပိတ်ကနန်းတိလေးခွန်ဆိုတဲ့ကနန်းဒီနော်တိလေးခွန်ဆိုတဲ့ကနန်းဒီအဲ့ဒီလိုပဲသူကရေခွန်တက်ဆိုပြီးထွက်ခဲ့တယ်နော်ဒါဆိုရင်ဒီမှာပဋိလေးဒီသုံးလုံးသုံးလို့43အတွဲနဲ့ကနန်းလည်းထွက်သွားပြီထွက်သွားတော့အဲ့ဒီနှစ်ထည့်မှာနှစ်ပိတ်ကနန်းဒီ9လေးတက်ဆိုတဲ့ကနန်း ထွက်ရမှာငါးလေးတိဆိုရဲကနန်းထွက်ရမှာအဲ့တော့ငါးလေးတိကနန်းလေးဒီဘယ်ချိန်မှာထွက်မှာလဲလို့မေးထားတယ်ဦးနဲ့ရဲ့မိတ်ဆွေတွေဦးနဲ့ရဲ့ fan တွေဒါဦးနဲ့ဟုတ်ဒါငါးလေးတိဒီ site ကနေထွက်ရမယ့် site တစ်မျိုးရှိတယ်နောက်ထပ် aqua suite စနစ်နဲ့ငါးလေးတိကနောက်ထပ်၃မျိုးကျန်တယ်အဲ့၃မျိုးကတော့ဦးနဲ့ပြမပေးသေးဘူးပေါ့နော်ဒါဒီဘွဲမှာအဲ့ငါးလေးတိဆိုရဲကနန်းဒီဦးနဲ့မကစားဘူးဦးနဲ့ကစားမှဒီဒီဘွဲမှာပအောကနန်းဒီတုံညာပရိနဲ့ဘူပရိကနန်းတစ်ခွက်ကစားထားတယ်ပါဝကနံဘူပရိကနံတကွက်ကစားတဲ့ထဲမှာအခုဒီပွဲမှာပြပေးမယ်ဘူပရိကနံတုံညာသုံးခုဒီအရန်တဲမှာထည့်ထားတော့ညာလေအင်မတန်မှအကောင်းမွန်တဲ့စိုက်ဖြစ်တယ် အဲ့ဒါကြောင့်ဦးနိုင်ရဲ့အပြင်မှာရှိတဲ့ဦးနိုင်ကိုအမြဲတမ်းအားပေးနေတဲ့ဦးနိုင်ရဲ့ fan တွေရောဦးနိုင်ရဲ့ member အဖွဲ့ဝင်တွေရောကို3300ခွန်းဆိုတဲ့ကဏ္ဍပတ်လည်ကဏ္ဍတစ်ခွက်ကိုဒါဦးနိုင်က site မျိုးစုံနဲ့ဒါဦးနိုင်ကချပြခြင်းဖြစ်တယ်ပေါ့အဲ့တော့ဦးနိုင်ရဲ့ပတ်လူတာ organizer တွေကဟိုတည်စီခြင်းနဲ့အပိုင်းနဲ့ပါတာပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဦးနိုင်တို့ပထမကမှာဖြစ်စဉ်ကိုအဲ့လိုတည်လိုက်တယ်တည်လိုက်ပြီးကြတယ်သူနဲ့တိုင်မြင်အကွာဟိုအတူတူမှာနော်6နဲ့9နဲ့ပုံတွေ9လို့ဖြစ်မယ်၃ညနဲ့9နဲ့ပုံတွေ9လို့ဖြစ်မယ်ဖြစ်ပြီးကြတယ်၄၃ည၁၅လို့ အနံ့သုံးလုံးဖြစ်လိုက်တယ်ထည့်ပြီးတာနဲ့သူနဲ့တိုင်ပင်အကွာအဝေးအတူတူမှာနော်တနှစ်နှစ်နှစ်သုံးမိန်အောင်မှာဒီကနန်းရဲ့ဒီကနန်းရဲ့ငါးလေးလေးရဲ့နှစ်လေးငါးရဲ့ငါးဖြစ်ချင်းသုံးချက်ထောက်လိုက်လို့ငါးလေးလေးနဲ့နှစ်လေးငါးနဲ့ဟာအဲ့ဒီနှစ်ထဲမှာနှစ်လေးငါးဆိုတဲ့ကနန်းလည်းဒဲထွက်တယ်ငါးလေးလေးဆိုတဲ့ကနန်းလည်းဒဲထွက်တယ်လို့ဦးနိုင်ပြောခဲ့တယ်ဟုတ်ပြီဒါဆိုရင်ဒုတိယကမှလည်းအဲ့လိုဖြစ်စဉ်တွေကိုတင်လိုက်တယ်6နဲ့9နဲ့လို့ပြန်ပြီးတော့9တဲ့3ညနဲ့9နဲ့9လို့ဖြစ်တယ်4 3ညတင်တယ်ပြန်9တယ်9လိုက်တော့2ပင်2ပင်3ပင်အောက်မှာ3 4 2ဆိုတဲ့ကဏ္ဍရဲ့9 9ကိုဆိုတဲ့ကဏ္ဍရဲ့ သုံးလေးနှစ်ကလည်းတဲထွက်တယ်လို့ငါကိုခုကလည်းတဲထွက်တယ်လို့ဥနိုင်ကပြောခဲ့တယ်ဟုတ်ပြီဒါဆိုရင်ဒီတတိယအကတ်မှာဖြစ်စဉ်ကိုတည်လိုက်တယ်တည်လိုက်တော့သူနဲ့တိုင်မြင်အကွာအဝေးတူတူမှာပထမအကတ်ဒုတိယအကတ်ကလည်းပဲ6နဲ့9နဲ့လည်းနှလုံးပေါင်း9တယ်၃ညနဲ့9နဲ့လည်း9တယ်၄တုံညတက်ဆိုပြောလဲ9တယ်လုံးဝဂေါ်လီနှိုက်နေတယ်ဆိုပေမဲ့လို့ဒီမှာလာပြီးတော့ဖြစ်စဉ်တွေကအင်တန်မှထူးဆန်းစွာကိုတူညီချက်တွေလာဖြစ်နေတယ်ပေါ့နော်နော်အဲ့လိုဖြစ်တဲ့အတွက် တပင်းနှစ်ပင်သုံးပင်ရောက်ကတုံညာသုံးခုဆိုတဲ့ကဏ္ဍရဲ့ခွန်ရှိကူဆိုတဲ့ကဏ္ဍရဲ့ဒီ2025မှာထွက်မယ်ဆိုပြီးတော့ပြောခဲ့တယ်။တဲထွက်မယ်လို့ပြောတော့ညာလေကို့အလှည့်ကြတော့သူကပတ်လေထွက်သွားတယ်။ကို့ခွန်ရှိလို့ထွက်သွားတယ်။အခုကျန်နေတဲ့တုံညာသုံးခုနော်။ကို့ခွန်ရှိထွက်တဲ့အတွက်တုံညာသုံးခုဒီလုံးဝဒီ၅ချိန်မှာထွက်မယ်လို့ဒီစနစ်အရာဦးနိုင်ကပောက်ချက်ကိုချလိုက်တယ်။ဟုတ်ပြီ။အဲ့တော့ပထမကမ္မဖြစ်စဉ်ကလေးကိုတည့်တယ်။6နဲ့9နဲ့9တယ်။တုံညာနဲ့9နဲ့9တယ်။၄တုံညာ1 9လို့ဖြစ်လိုက်လို့သူနဲ့တိုင်ပင်ကွာဝိတူတူမှာရှိတယ်ဒီကဏ္ဍလေးနှစ်ကွက်တည်း နော်ဒီကနေ့နှစ်ကွက်ဒီနှစ်လေးငါးလေးထွက်တယ်ငါးလေးလေးလေးထွက်တယ်နော်နှစ်လေးငါးနဲ့ငါးလေးလေးထွက်တယ်ဒုတိယကမှလည်း6နဲ့9နဲ့9တယ်3ညနဲ့9နဲ့9တယ်4 3ညနဲ့9လို့ဖြစ်လို့သူနဲ့တိုင်ပင်ကွာဝဲတူတူမှရှိတယ်ကနေ့နော်ဒီ3လေးနှစ်နဲ့9 9နဲ့3လေးနှစ်လေးထွက်တယ်9 9လေးထွက်တယ်ဟုတ်ပြီဒါဆိုရင်ခုတတိယကမှ6နဲ့9နဲ့9တယ်3ညနဲ့9နဲ့9တယ်4 3ညနဲ့9လို့ဖြစ်ခဲ့လို့3ည3 9နဲ့ ခွန်ရှိကိုဆိုတဲ့ကဏ္ဍဒီခွန်ရှိကိုဆိုတဲ့ကဏ္ဍကတော့ထွက်သွားပြီ၃ည၃ခွန်ဆိုတဲ့ကဏ္ဍကိုဒါဦးနဲ့ကဒီပွဲမှာဒီနေရာလေးမှာကစားခြင်းလေပေါ့နော်ကစားခြင်းတော့ကောင်းပြီဒါကမွေးကဏ္ဍစိုက်ကိုဒါပြန်ပြီးတော့နှွှင်းပြီးတော့ဦးနဲ့ကပြပြီဟုတ်ပြီဒါဆိုရင်တို့ကဘယ်လိုပုံစံမျိုးနဲ့ဒီကဏ္ဍကိုဒီအချိန်မှာကစားမှာလဲဆိုတော့ကောင်းပြီအဲ့တော့ဦးနဲ့ရဲ့မမအဖွဲ့ဝင်တွေကိုနှစ်ဦးတစ်ချိန်မှာနှစ်ဦးတစ်ချိန်မှာဒါဦးနဲ့တို့မမအော်ဒီအဖြစ်နဲ့နှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးကိုဒါဦးနဲ့က ပြပေးခဲ့တယ်နှစ်ဦးတစ်ချိန်မှာမမ္မာအော်ဒီဖြစ်နေပြပေးခဲ့တယ်အဲ့ဒီတော့နှစ်ဦးတစ်ချိန်မှာတော့ကတော့မမ္မာအော်ဒီအဖြစ်နဲ့ဒီနှစ်နှစ်ကုန်းဆိုတဲ့ကဏ္ဍဒီမထွက်ခဲ့ဘူးပေါ့နော်မထွက်ခဲ့ဘူးမထွက်ခဲ့တော့သူကအကျိန်နဲ့ကစားတာနှစ်ဦးတစ်ချိန်ဒုံမို့၁၇ချိန်ဒုံမို့၂၀ချိန်ဆိုပြီးတော့နှစ်နှစ်ကုန်းဆိုတဲ့ကဏ္ဍကိုကစားတယ်ကစားတော့ခုနောက်ပွဲမှာ၂၀နဲ့တစ်ချိန်မှာနှစ်နှစ်ကုန်းဆိုတဲ့ကဏ္ဍကစားဖို့အတွက်ကိုဒီပွဲမှာတုံညာသုံးကုန်းဆိုတဲ့အာကဏ္ဍလေးတစ်ခွက်ထွက်ရမှာပေါ့နော်ကြည့်ဒါတော့ဒါဒီစီးလိုက်ဥက္ကစီတန်တန်လေးနဲ့ကိုဦးနိုင်ကစားပြန်မှာဖြစ်တယ်ပေါ့နော် ဒီသုံးလုံးခွန်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 ခွန်ဖြစ်ခြင်း၄မျိုးကစားတယ်ဈာထဲမှာအသုံးနှစ်ချရတယ်ခွန်ဖြစ်ခြင်း၄မျိုးကစားတယ်ဈာထဲမှာအသုံးနှစ်ချရတယ်ခွန်ဖြစ်ခြင်း၄မျိုးကစားတယ်အမှန်တတိုင်မင်ကိုတည်လိုက်တာတည်လိုက်တော့ကောင်းပြီဒီသုံးလုံး၆က၆ထိပ်ဒီသုံးလုံး၆က၆ထိပ်နော်ဒီသုံးလုံးပေါင်းခြင်း၆ပြီ၆ထိပ်လို့သူကစားတယ်ဟုတ်ပြီဒါဆိုရင်ဘလို့ပုံစံမျိုးနဲ့ဘေကနံကိုကစားမှာလဲဒါနှစ်သီးစားမှုဖြစ်တယ်ပေါ့နော်အင်မတန်မှအားလုံးကိုပေါက်ဆီခြင်းတယ်လူတိုင်းကိုလည်းပေါက်ဆီခြင်းတယ် အားလုံးကိုလည်းပျော်ရွှင်စေခြင်းနဲ့ဒါဥနဲ့ရဲ့နံပါတ်၄စေတနာပေါ့နော်အဲ့တော့ဒါကြောင့်ဒီ site ကလေးကိုဒါဥနဲ့ကဆရာသားမချမ်းမဲနဲ့မချွင်းမချင်အားလုံးကိုချပြလိုက်တာနော်ပြစ်စင်ကိုဒီလိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီ၃လုံး၅ကိုဒီ၃လုံး၅လို့ထည့်လိုက်တယ်ထည့်လိုက်တဲ့အချိန်မှာအဲ့ဒီနှစ်ထဲမှာနော်ငါးပရိကဏ52အတွဲနဲ့ပရိ9ဆိုတဲ့ကဏ္ဍတကွထွက်မယ်52အတွဲဒီပုံဒီငါးပရိဆိုတဲ့ကဏ္ဍဒီထည့်မယ်နော်အဲ့ဒီလိုထည့်ပြီးကြတယ်သူ့ရဲ့မြင်းကုန်မှာရှိတဲ့ 64 65 4ဆိုတဲ့ကဏ္ဍသည်တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တည်းမှာအကွက်ရွှေ့ဖြစ်နေလူကစားတယ်နော်နောက်ထောင်သုံးလုံးကဝီပုံစံ5ကြောင့်87အတွဲပုံတင်တဲ့ဗရိတ်ငါသူ့ရဲ့မြင်းကုန်မှာရှိတဲ့ကဏ္ဍသည်သုံးနှစ်မြောက်ကိုထွက်မယ်ထွက်တော့မဲ့အချိန်မှာဘာတောင်းနဲ့ထွက်မှာလဲအဲ့ဒီ9ရဲ့အောက်မှာဒီနှလုံးရှိကဗရိတ်ရှိဘွားရှိလို့သူထောက်တယ်နော်အဲ့လိုရှိလို့ထောက်တဲ့အတွက်ကိုဒီသုံးလုံးပေါင်းချင်းရှိ10ပါဝါ3လို့ဖြစ်တာရဲ့ဒီသုံးလုံးပေါင်းချင်းရှိ10ပါဝါဗရိတ်3လို့ဖြစ်တာရဲ့အောက်မှာဒီကဏ္ဍကဒီမှာလာထွက်တယ်ဒါပထမတစ်ချက် ဒါဆိုရင်ဒုတိယကမှာဖြစ်စဉ်ကလေးကိုတည်လိုက်တယ်ဒီသုံးလုံးပေါင်း6ကဒီသုံးလုံး6လို့ဖြစ်လို့ဒီနေ့ထဲမှာ81အတွဲနဲ့6ပရိတ်ကနေဒီမှာလာထွက်တယ်ထွက်ပြီးတော့ねသူ့ရဲ့မြင်းကုန်မှာရှိတဲ့၄၄ခုဆိုတဲ့ကနေဒီတနည်းနည်းနည်းသုံးနည်းမြောက်တယ်မှာအကွက်ရွှေဖြစ်နေကစားတယ်ကစားတော့မဲ့အချိန်မှာဒီနှလုံးခွန်ပရိတ်ခွန်ဝါခွန်လို့ဖြစ်လို့အဲ့ဒီခွန်ဒီဒီသုံးလုံးခွန်ခွန်ပါပါနှစ်ပရိတ်လို့ဖြစ်ပြီးတော့မှသူ့အောက်ကိုဒီကနေကလာထွက်တယ်ဟုတ်ပြီဒါဆိုရင်တပည့်ရအကမှာဖြစ်စဉ်ကလေးကိုတည်လိုက်တယ်ဒီသုံးလုံးခွန်ကဒီသုံးလုံးခွန်လို့ဖြစ်ခဲ့လို့ဒီနေ့ထဲမှာတစ်ခွန်အတွဲနဲ့ပရိတ်ခွန်ကနေ တကူခုံးဆိုပြီးတော့သူထွက်ခဲ့တယ်ထွက်ခဲ့တော့သူ့ရဲ့မြင်းကုံမှာရှိတယ်ခွန်တုံညာတုံးဆိုတဲ့ကနန်းဒီနော်ဒီနှလုံး6ဒီပရိတ်6ဝါ6လို့ဖြစ်ခဲ့လို့ဒီခွန်တုံညာတုံးဆိုတဲ့ကနန်းပတ်လည်းထွက်တော့မယ်ဆိုရင်6ဖြစ်ချင်းကြောင့်ဒီတုံးလုံး6 6ပါပါပရိတ်1လို့ဖြစ်ပြီးတော့မှသူ့အောင်မှာတုံညာတုံးခွန်ဆိုတဲ့ကနန်းပတ်လည်းထွက်ရှင်တာဟုတ်ပြီဒါဆိုရင်အဲ့ဒီလိုဒီကစားမီဆိုကြတော့နောက်ထပ်ပါကစားချင်တာလေပထမကမ်းမှာနော်ငါးပရိတ်ရဲ့ဇောင်းကကနန်းဒီမှာထွက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာထွက်မဲ့ကဏန်းဒီနော်ဒီအထောင်ကဒီလိုငါးကြောင်ငါးပရိတ်ကဏန်းရဲ့မြင်းကွန်းကဏန်းဒီအထောက်ကလေးနဲ့ထွက်ပြီးတာနဲ့သူ့အောက်မှာထွက်မဲ့ကဏန်းဒီ52ငါးဖြည့်ချင်းကြောင့်52အတွဲပါတဲ့ပြန်ကြကဏန်းနော်52အတွဲပါတဲ့ပြန်ကြကဏန်းသူကစားတယ်ဟုတ်ပြီဒါဆိုရင်ဒုတိယကတ်မှာဒီ3လုံး6ဒီလို6ကြောင်82အတွဲပါတဲ့6ပရိတ်ရဲ့ဇောင်းမကဏန်းဒီမှာထွက်ပြီးတာနဲ့သူ့အောက်မှာကြမဲ့ကဏန်းဒီ52အတွဲပြီးတာနဲ့6ဖြည့်ချင်းကြောင့်62အတွဲပါတဲ့ကဏန်း 60နှစ်အတွဲပါတယ်ခဏပြန်ကြဖြစ်နေသူကစားတယ်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာဒီသုံးလုံးခွန်ဗရိတ်ဒီသုံးလုံးခွန်82အတွဲပါတယ်ခွန်ဗရိတ်ရဲ့မြင်းကောင်ကဒီကနေ့ဒီနေရာလေးမှာလာဒီအထောက်ကလေးနဲ့ကြားခဲ့မယ်ဆိုရင်20ကြိမ်မှာပထမကတ်မှာ9ဖြစ်ချင်းကြောင်50နှစ်အတွဲပါတယ်ခဏပြန်ကြတယ်ဒုတိယကတ်မှာ6ဖြစ်ချင်းကြောင်62နှစ်အတွဲပါတယ်ခဏပြန်ကြတယ်ကြည့်အခုတတိယကတ်မှာခွန်ဖြစ်ချင်းကြောင် ၃ည၃ခုံးဆိုတဲ့ကဏ္ဍပတ်လည်လေးဒါအောင်ခဲ့ပြီဆိုရင်နောက်ပိုင်းမှာဦးနေမိတ်ဆွေတွေ82နှစ်အတွဲပါတဲ့ကဏ္ဍဒီပြန်ကြဆိုရင်နှစ်နှစ်ခုံးဆိုတဲ့ကဏ္ဍကလွဲလို့နောက်ထပ်ရွေးချယ်တွေကဘာဆိုဘာမှမရှိဘူးเนาะနှစ်နှစ်ခုံးဆိုတဲ့ကဏ္ဍလေးကိုဒါနောက်ပိုင်းမှာထူရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့အင်မတန်မှချစ်စရာကောင်းတဲ့ဒါ၃ကက်စီတန်တန်လေးကစားတာကိုဖြစ်တယ်ပေါ့เนาะကောင်းပြီဒါဆိုရင်အဲ့ဒီ site ထဲမှာเนาะဒါမနှစ်ကတည်းက2024မှာလည်းဦးနေပြခဲ့ဘူးလားရှိတယ်အဲ့တော့အဲ့ဒီနှစ်ထဲမှာကပြန်ကြကဏ္ဍဒီ၃ကထွက်တယ်၄၅တက်ကလည်း နော်၄၅နှစ်ကလည်း၅လေးနှစ်လို့ပြန်ကြထွက်တယ်လို့အဲနောက်တစ်ခုကဒီနံပါတ်နော်၈၉၆ကလည်း၉၆၈လို့ပြန်ကြထွက်တယ်နောက်တစ်ခုကဒီတိလေးတစ်ကလည်းလေးတစ်တစ်ဆိုပြန်ကြသုံးကထွက်တယ်ဒီမှာလည်းအဲ့ဒီလိုပဲ၆ခွန်နှစ်ကလည်းနော်ခွန်နှစ်ချောက်လို့ပြန်ကြထွက်တယ်လို့၄၃တက်ကလည်း၁၄၃လို့ပြန်ကြထွက်တယ်နော်နောက်တစ်ခုက၆၃၀ကလည်း၃၆၀ဆိုပြီးပြန်ကြ၃ကထွက်တယ်ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ကဒီ၂၀25ထဲမှာဒီ site ထဲအရာကပြန်ကြဒီ၃ကထွက်ရမယ်ဆိုတော့ तू က၅၆၃ဆိုတဲ့ကဏ္ဍကတော့ပြန်ကြဖြစ်နေတဲ့အချိန်ကစားခဲ့တယ် ကစားခဲ့တော့အခုကြံနေတဲ့၅ချိန်မှာပြန်ကြအဖြစ်နဲ့နောက်ထပ်နှစ်ပွဲကစားမယ်ဆိုရင်ဒါဦးနေတို့ကဒီ site ထဲကစနစ်ကြီးအရာဆိုရင်လုံးဝအခြေအတိဖြစ်မဲ့ကစားခွက်ပါမှာဖြစ်တယ်ဘာဖြစ်လဲဆိုအချိန်အားဖြင့်၅ချိန်ပဲကြံအဲ့ဒီ၅ချိန်မှာခုဦးနိုင်ဖမ်းပြီးတာကတုံညာ၃ခုထွက်တာနဲ့နောက်ဘက်မှာပြန်ကြတော့ဒီ၃ချိန်မှာတေချာဘောနောက်ထပ်ပြန်ကြခဏတစ်ခွက်ဒီလာရတော့မှဖြစ်တဲ့အတွက်ကိုလုံးဝနော်ဒီ site ကနေပြီးတော့တထေးဖြစ် ထူရမယ်ကဏ္ဍလေးတွေဖတ်ပေါ်လာမှာဖြစ်တယ်ပေါ့နော်။အဲဟောင်းပြီ။ဒါဆိုရင်အခုဒါဥနိုင်ပြခဲ့တာဒီ၃၃ခုနဲ့ပတ်သက်လို့ကတော့တုံးကစီးနေကအယူဆနှစ်မျိုးပြခဲ့တယ်။မွေးကဏ္ဍဆိုင်နဲ့လည်းပြခဲ့တယ်။ဒီအချိန်မှာကြမယ်စနစ်ကိုလည်းပြခဲ့တယ်။အဲ့တော့ဒီ၃၃ခုဆိုတဲ့ကဏ္ဍကိုကြိုက်တဲ့မိတ်ဆွေတွေကတော့အာပြီးတော့ထူလိုက်ပေါ့ဗျာ။နော်။အဲ့တော့မကြိုက်တဲ့မိတ်ဆွေတွေကတော့ကိုကြိုက်တယ်လို့နေရာထိုင်လေးအစီအမံလို့ထူလိုက်ပေါ့ဗျာ။နော်။ကြောက်ကောင်းပြီ။ဒါဆိုရင်ဥနိုင်ကနော်တုံးကစီးမှာ တုံညာတုံးခုံကကြတာလားလေးကစီရောမရှိဘူးလားဆိုတော့ရှိတယ်ဗျာနော်အဲလေးကစီလေးနဲ့ပါဦးနဲ့ငါပြပေးခြင်းနဲ့မိတ်ဆွေတွေပေါ့နော်လေးကစီလေးနဲ့ပါဦးနဲ့ငါပြပေးခြင်းအဲတော့လေးကစီနဲ့မပြခင်ပါနော်ဒါဦးနဲ့ငါဒါတော်ညာလေးဝင်တာနော်2020နဲ့6ခုနှစ်အတွက်ကိုလေးကစီလိုင်းစီလိုင်းအစ်တစ်တွေကစားကွက်စမ်းစမ်းပြပြကစားတာလေးတွေကိုမမတိနေအဖြစ်နဲ့ဦးနဲ့ငါကစားထားတာရှိတယ်အဲတော့စမ်းစမ်းပြပြကစားကွက်ဆိုတာကတော့နော်ဒါဦးနဲ့ငါဒီထုတ်ပြလို့တော့မရဘူးသို့တော့လေးကစီနဲ့ကစားပုံ အယူဆလေးကိုဒါအခုဒါတုံညာသုံးခုဆိုတဲ့ကဏန်းလေးပတ်လေကိုပြရင်းနဲ့ဒါဥနိုင်ကပြပေးခဲ့မှာပေါ့နော်ကောင်းပြီအဲ့တော့ဒီ site ကြီးကတော့ဒါဒါ line မှာဒါကနဦးဒါဥနိုင်ရဲ့ mobile site ဖြစ်တယ်ပေါ့နော်ဒါဥနိုင်ရဲ့ကစားနေကြဟန်ပန်လေးကိုဒါဥနိုင်ကကစားတာဖြစ်တယ်ပေါ့အဲ့တော့ဥနိုင်တယောက်သေးလေပြည့်ပြည့်စုံစုံမမြင်နိုင်ဘူးဥနိုင်ကမျက်လုံးနှလုံးပဲပါတယ်အဲ့တော့ဥနိုင်ရဲ့ mobile site ဆိုပြီးတော်냐လေကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အတွေးနဲ့ကစားနိုင်တယ်နောက်တစ်ခု ဦးနိုင်လိုမျိုးကလင်နာစီကြောကိုဝါဒနာပါတဲ့မိတ်ဆွေတွေနော်ဒါဦးနိုင်ရဲ့အခုကစားတဲ့စိုက်ထဲကနေပြီးတော့ကိုယ့်ရဲ့ရှူတော်ကိုယ့်ရဲ့အမြင်နဲ့ကိုယ်ကြိုက်တဲ့ကဏ္ဍလေးကိုလည်းကစားနိုင်ပါတယ်နော်ဒါဦးနိုင်ကအားလုံးကိုကလင်နာစီကြောတွေကိုလုံးဝမနှံ့မျောပါဘူးမနှံ့မျောလို့လည်းအိတ်တုံဖာမောက်အကုန်ကိုပြလာနော်ဦးနိုင်ထင်ချင်ထားတာဘာမှမရှိဘူးအဲ့တော့ဦးနိုင်ရဲ့မမ္မာဖုံးဝင်မိတ်ဆွေတွေအတွက်ပြတဲ့အခုလိုအကွက်ဆန်းလေးတွေကတော့ဒါပတုတ္တအော်ဂနမ်ဖြစ်နေကစားတဲ့အတွက်ကိုဒါအပြင်မှာရှိတဲ့မိတ်ဆွေတွေကိုဦးနိုင်ကပြမပေးတာဖြစ်တယ်ပေါ့နော်ကွန်ပျူတာလေးကစီတွေကိုဦးနိုင်တိုင်းပင်တည်ပြမယ်ပေါ့နော်ဒီတုံးလုံးပေါင်းချင်းခွန်ကို ဒီသုံးလုံးခွန်းလို့ထည့်တယ်ထည့်ပြီးတော့မှဒီနှလုံးလေးဒီနှလုံးလေးဒီသုံးလုံးလေးလို့ပြန်ထည့်တယ်အမတကတ်နော်ဒီကြားထဲမှာတစ်နှစ်နှစ်နှစ်သုံးနှစ်ချားတယ်သုံးလုံးပေါင်းခွန်းကိုသုံးလုံးပေါင်းခွန်းလို့ထည့်တယ်နောက်ပေါင်းလေးနောက်ပေါင်းလေးဘီပုံစံလေးလို့ထည့်တယ်ကြားထဲမှာသုံးနှစ်ချားတယ်ဒီသုံးလုံးခွန်းကိုဒီသုံးလုံးခွန်းလို့ထည့်တယ်နောက်ပေါင်းလေးနောက်ပေါင်းလေးဘီပုံစံလေးလို့ထည့်ဟုတ်ပြီဒါဆိုရင်နဲ့လို့ဒီမှာကြားထဲမှာသုံးနှစ်ချားတယ်ဒီသုံးလုံးခွန်းကိုဒီသုံးလုံးခွန်းလို့ကစားပြီးတော့နောက်ပေါင်းလေးနောက်ပေါင်းလေးဘီပုံစံလေးဆိုပြီးတော့ လေးကဆိုင်သူကစားတယ်ပေါ့နော်ကစားတော့ဖြစ်စဉ်ကိုဒါလေးကစီးအနေနဲ့ဒါစီကြောလိုင်းကိုတည့်လိုက်တာအဲ့တော့ဒီထဲမှာနောက်ထပ်ထည့်မယ်နော်ဓာတ်တွေကတော့အများကြီးရှိတယ်တူတူဦးနိုင်ရဲ့မေးဆွေတွေရှင်းရှင်းလင်းလင်းလေးလည်းမြင်ရအောင်နောက်ခုဒီဘွဲမှာကစားမယ်ကစားကွက်ကလေးကိုပဲပြချင်တဲ့အတွက်ကိုဒါဒါလေးကစီဒီလိုလေးပေါ့နော်ကြံနဲ့မလိုအပ်တဲ့ဓာတ်တွေကိုဦးနိုင်ထည့်မပြတော့ဘူးအဲ့တော့ပထမအကပ်မှာဦးနိုင်တို့ဒီမှာဖြစ်စဉ်ကိုအဲ့လိုတည့်လိုက်တယ်တည့်ပြီးတာနဲ့ဒီလိုခွန်းလို့ဖြစ်တာရဲ့ တနေ့ချာဒီဘက်နှစ်မှာနော်ဒီမှာ၃ပြိလို့စတွေ့ဒီ၃ပြိရှင်နေအကုန်ပါပြီးသား၃ပြိလို့တွေ့ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ကခွန်တလုံးပိုင်ပါတဲ့ကဏ္ဍဒီခွန်နှစ်လေးဆိုတဲ့ကဏ္ဍဒီဒီလေးဒီလေးဒီလို၄လို့ဖြစ်တာရဲ့ဒီဘက်နှစ်မှာခွန်နှစ်လေးဆိုတဲ့ကဏ္ဍဒီမှာလာထွက်မယ်နော်ဒုတိယကတ်မှာဒီလိုခွန်လို့ဖြစ်တာရဲ့တနေ့ကျော်ကဒီဘက်က၃ပြိပြီးတော့နှစ်ပြိရဲ့တပွဲကျော်ကကဏ္ဍခွန်လဲပါမယ်နော်အဲ့ဒီနှစ်ပြိကဏ္ဍဒီဒီလေးဒီလေးဒီလို၄လို့ဖြစ်လို့ဒီဘက်နှစ်မှာအကွက်ရွှေဖြစ်နေဒီကဏ္ဍကဒီမှာလာထွက်တယ် ဟုတ်ပြီဒါဆိုရင်တတိယကံမှာဒီသုံးလုံးခွန်းလို့ဖြစ်လို့ဒီဘက်နှစ်တနှစ်ကျော်နော်သုံးပရိတ်နှစ်ပရိတ်ပြီးတော့တစ်ပရိတ်ရဲ့တပွဲကျော်ဟာခွန်တလုံးပါတယ်ကနန်းအဲ့ဒီကနန်းဒီဒီလေးဒီလေးဒီလိုလေးလို့ဖြစ်ပြီးတာ ਨੇ ဒီဘက်နှစ်မှာအကွက်ရှိဖြစ်နေအစားတယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာနော်ဒီသုံးလုံးခွန်းလို့လည်းဖြစ်ပြီးဒီသုံးလုံးခွန်းလို့လည်းဖြစ်ပြီးဒီလေးဒီလေးဒီလေးလို့လည်းဖြစ်ပြီးဖြစ်တော့ဒီသုံးလုံးခွန်းရဲ့တပွဲကျော်ကပထမကံမှာသုံးပရိတ်ဒုတိယကံမှာနှစ်ပရိတ်တတိယကံမှာတစ်ပရိတ်ခုစတုထကံမှာ တုံညာပရိတ်တုံညာပရိတ်ကဒီတစ်ခွက်ပဲရှိတယ်နော်ဒါဒီမှာလည်းတစ်ခွက်ရှိတယ်သို့တော့တုံညာပရိတ်ခံပြီးရတယ်ဒီခွန်ဖြစ်ခြင်းနှစ်ချက်ကြောင့်တုံညာပရိတ်ရဲ့တပွဲကြောင့်မှာခွန်တစ်လုံးပိုင်ပါမယ်ခဏဒီတစ်ခွက်ပဲရှိတယ်ဒီတုံညာပရိတ်ရဲ့တပွဲကြောင့်မှာခွန်မပါဘူးနော်အဲ့တော့ဒီတုံညာခွန်သုံးဆိုတဲ့ခဏဒီလေးပရိတ်နင်းနောက်ပေါင်းလေးနောက်ပေါင်းလေးဝီပုံစံလေးလို့ဖြစ်တာရဲ့ဒီဘက်နှစ်မှာဒီခဏဒီငါးချိန်ပဲရှိတယ်မွေးခဏအဖြစ်နဲ့ဒါဒါသူထွက်ရမှာနော်အဲ့တော့ဒီလေးတက်ဆက်ထဲမှာကြတော့နောက်ထပ်သူထွက်ရမယ့်ပွဲတွေလည်းရှိတယ် သို့တော့အဲ့ဒီဟာလေးကိုတော့တောက်နေငါမပြခဲ့တော့ဘူးဒီပွဲမှာဒီကနန်းလေးကိုတခြား site တွေနဲ့လည်းထိုးရမှာဖြစ်တဲ့အတွက်ကိုဒါလေးပါဟုတ်တာဥနယ်ကထည့်ပြပေးခဲ့တယ်နော်အဲ့တော့ဥနယ်ကအရန်ကနန်းဆိုတော့ညာလေဥနယ်ရဲ့အရန်ကနန်းတွေကဒီလိုမျိုးစနစ်တင်နေကစားတယ်ဆိုတာကိုဒါဥနယ်ရဲ့မိတ်ဆွေတွေကိုဒါသိချင်သိသိချင်လို့မဟုတ်ဒါဥနယ်ကပြပေးရခြင်းဖြစ်တယ်နော်ဟောမီအဲ့တော့ဒါဥနယ်လေးကြော်ညာလေးတော့ခဏလေးဝင်လို့မယ်နော်အဲ့တော့အခုလိုပဲဒါဥနယ်ရဲ့ကလင်နာစီကြော်လေးတွေကိုလေ့လာခြင်းနဲ့ဆိုရင်နော်ဒါပထမ6လကတော့ 2000ကျွယ်တနစ်စာဆိုရင်9000ကျပ်အဲ့တော့9000ကျပ်နဲ့2026ခုနှစ်နှစ်ကုန်နဲ့ရှိအောင်လက်တမဲ့မိတ်ဆွေတွေဒီဖုန်းနံပါတ်လေးနဲ့နော် KB ဝယ်ပြီးအောက်ရှိတယ် Viber ရှိတယ်မြွေလဲပြည်သားလေးကိုပို့ပြီးတော့ဒါဥနာနဲ့အတူတူလက်တွဲလို့ရတယ်ပေါ့နော်အဲ့တော့လက်တွဲခြင်းနဲ့မိတ်ဆွေတွေကအခုလိုအကွက်ရွှေစနစ်နဲ့2026မွေးကနေ site ကြီးခုရဲစပြီးတော့လေးလာခွင့်ကြည့်ရှုခွင့်ညရပြီပေါ့နော်။ကောင်းပြီဒါဆိုရင်နောက်ထပ်၃ည၃ခုံးဆိုတဲ့ကဏ္ဍလေးတစ်ခွက်ပူ။ဒီနိုင်ကဖတ်ပြီးတော့ဒီဘွဲမှာ ကစားရတဲ့အကြောင်းတရားလေးကိုရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ legacy နဲ့ပတ်သက်လို့နော် legacy နဲ့ပတ်သက်လို့ဒီ site ကလေးကတော့ဒါဥနိုင်ဟိုပါပေါ့ဒါ member ဝေကနာလို့တောင်းဒါဥနိုင်ကပြင်လာပြီးတော့ပြောထားတာဖြစ်တယ်နော်အဲ့တော့ legacy နဲ့ပတ်သက်လို့ဒါပထမဥနိုင်ပြောခဲ့သလိုပဲအကွက်စမ်းများဆိုပြီးတော့ဥနိုင်နာမည်လေးပေးထားတယ်လို့နော်အဲ့ကစားဖွက်ကလေးကိုဒါစမ်းစမ်းပြပြလေးကစားပြမှာဖြစ်ပါတယ်နော်ဒါဒီ site ကလေးကမမမွေးကြီးလို့တော့မှပြင်လာပြီးတော့ဥနိုင် ရေးပြီးတော့မမအောက်ထဲမှာပြောထားခဲ့ပါတယ်နော်။အဲ့တော့နည်းနည်းတူလေ့လာကြည့်အောင်ပေါ့နော်။ဒီဘွားပေါင်း၄နဲ့ဒီနှလုံးခွန်နဲ့တစ်လို့ဖြစ်တယ်။ဒီမှာလဲဘွား၂နဲ့ပိုးနဲ့တစ်လို့ဖြစ်တယ်။ဒီမှာလဲဘွား၃ညာနဲ့ဒီတစ်နဲ့တစ်လို့ဖြစ်တယ်။ဒီမှာလဲဘွား၈နဲ့ဒီ၃နဲ့တစ်လို့ဖြစ်တယ်။ဒါတွေကအကုန်လုံးကစီကြောတိုင်ပင်လုံးဝအတူတူပဲနော်။ရေမပြတော့ဘူး။ဟိုကလေးနဲ့ကိုကလင်ရထဲမှာချရေးပြီးတော့စိတ်ဝင်စားရင်ရေးကြည့်လိုက်နော်။အဲ့ဒီလိုတစ်လို့ဖြစ်ပြီးတော့မှနော်ဂျားထဲမှာဒါဥနိုင်ကစားခွက်တဲ့ဟာလေးတွေကိုစီညာပရိတ်လေးတွေပေါ့ 5ပြည့်7ပြည့်9ပြည့်6ပြည့်9ရှိ9လောက်ပြီးတော့ပြောပါလားလဲ3လုံး4 3လုံး5 3လုံး6 3လုံး9 5 6 9စဉ္ညာနေပြန်ထည့်ထည့်ပြီးတော့မှပထမတည်ခဲ့တဲ့4လုံး8ကိုဒီနှလုံး6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 လို့ထည့်အဲ့ဒီလိုတွေထည့်ပြီးတော့မှနှလုံး6ရဲ့နှစ်ပွဲကျော်မှာဒီ3လုံး9ဒီ3လုံး3လို့ထည့်ထည့်ပြီးတော့ဒီကနန်းဒီပြန်ကြအဖြစ်နဲ့ဒီကစားတယ်ဒီနှလုံး6ရဲ့နှစ်ပွဲကျော်မှာလည်း ဒီ၃လုံးခွန်ဒီတို့သုံးလို့ကစားတော့ဒီကနန်းဒီပြန်ကြအဖြစ်နဲ့ကစားတယ်တတိယကမှလည်းနှလုံးလျှောက်ရဲ့နှစ်ပွဲစုံမှာဒီ၃လုံးခွန်ဒီလိုသုံးလို့ကစားပြီးတော့ဒီကနန်းဒီပြန်ကြအဖြစ်နဲ့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဒီနှလုံးလျှောက်ရဲ့နှစ်ပွဲစုံမှာဒီ၃လုံးခွန်ဒီလိုသုံးလို့ဖြစ်တာရဲ့ဒီကနန်းဒီပြန်ကြအဖြစ်နဲ့ကစားခဲ့တယ်ဆိုတော့ဒါအကွက်ရှိကစားတဲ့စနစ်ပြီးသွားပြီပြီးတော့အဲ့ဒီကနေပြီးတော့မှသူ့ရဲ့အောက်ကိုဆင်းလာခဲ့လိုက်၃လုံးပေါင်း၅ဒီ၃ရဲ့နှက်ခတ်တယ်၃လုံးပေါင်း၅၃လုံးပေါင်း၅၃လုံးပေါင်း၅ သုံးလုံးပေါင်းမားဆိုပြီးတော့လုံးဝကလင်နာအစအနေအဆုံးထိအောင်ကိုအဲ့ဒီလိုလှလှပပတိုင်မင်ကိုသူတည်ထားတယ်တည်ထားတော့ကောင်းပြီဒီကနေပြီးတော့ဦးနိုင်ကဂဏန်းတစ်ပွက်ကိုနော်ဒါဦးနိုင်ဆန်းဆန်းပြားပြားဆိုတဲ့ခေါင်းစဉ်လေးပေးထားတယ်လို့ပဲဆန်းဆန်းပြားပြားလေးကိုဦးနိုင်ကစားပြအဲ့တော့အဲ့ဒီလိုလေဖြစ်ပြီးတာ ਨੇ ပထမဦးဆုံးအကက်မှာဒီနှလုံးလေးနဲ့ခွန်နဲ့ပြစ်လို့ဖြစ်တဲ့အချိန်ဒီနေ့ထဲမှာဒီနေ့ထဲမှာမဖြစ်ခဲ့ရမလဲဆိုတော့ဝါနှင်း ဂွားခွန်ဂွားငါဂွားပေါင်း၃ခုရဲ့အဖြစ်ဒီဂွားနှစ်ဂွားခွန်ဂွားငါဒီနှစ်ခွန်ငါဆိုတော့၄လေးလို့ရနော်လေးလို့ရပြန်တယ်ဒီလိုခွန်းလို့ဖြစ်ခဲ့တဲ့အတွက်ဒီသုံးလုံးဒီခွန်းလို့သူကပြန်ချုပ်မှာနော်ဘွားသုံးဘွားပေါင်းသုံးခုဒီလေးဒီသုံးလုံးပေါင်းကခွန်းလို့ချုပ်ပြီးတော့မှဒီ၅သုံးခွန်းဆိုတဲ့ကဏ္ဍပြီးသူ့ရဲ့နောက်တဲ့နှစ်မှာနော်ဒီဖြစ်စဉ်ကစားပြီးတော့မှ၅သုံးခွန်းဆိုတဲ့ကဏ္ဍဒီသူ့ရဲ့ဒီနောက်တဲ့နှစ်မှာ၅သုံးခွန်းလို့သူကဒဲထွက်တာ အကွက်ရှိဖြစ်နေဒီ၅သုံးခွန်က၅သုံးခွန်လို့တဲထွက်တာသူထွက်တော့မဲ့အချိန်မှာခုနကတုန်းကဒီသုံးလုံးခွန်ကဒီလိုခွန်လို့ထောက်ခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းခွန်လို့ထောက်ပြီးတော့မှသူ့ရဲ့တပွဲကျော်မှာတဲထွက်တာဒါပထမတကက်ဒုတိယကမှလည်းအဲ့လိုပဲဂွားပေါင်းနှစ်နဲ့ကိုးနဲ့တစ်လို့ဖြစ်လို့ဒီနေ့ထဲမှာဂွားနှစ်ဂွားသုံးညာဂွားနှစ်နှစ်သုံးညာနှစ်လို့ပေါင်းရင်လည်းလေးလို့ဖြစ်တယ်ဖြစ်ပြီကြတဲ့ဒီသုံးလုံးပေါင်းခွန်ကြောင့်ဒီသုံးလုံးခွန်လို့ဖြစ်လိုက်တဲ့အတွက်ကိုး၃၃ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တဲ့နှစ်မှာတဲထွက်တယ် တဲထွက်တော့မဲ့အချိန်မှာလေဒီခွန်ကဒီခွန်ကြောင့်ဒီတုံးလုံးကွန်းလို့ဖြစ်ပြီးတော့သူ့ရဲ့တပွဲကြောမှာကိုတုံးတုံးကတဲထွက်တယ်ဒါဒုတိယကက်ကောင်းပြီဒါဆိုရင်တတိယကက်မှာဂွားတုံညာနဲ့ဂွားတင့်နဲ့တစ်လို့ဖြစ်ခဲ့လို့ဒီနေ့ထဲမှာဂွားတုံညာဂွားငါဂွားကိုတုံညာငါကိုပေါင်းခြင်းဒီလေးလို့ဖြစ်တယ်အဲ့လိုဖြစ်တာနဲ့ဒီတုံးလုံးပေါင်းခွန်ကြောင့်ဒီတုံးလုံးခွန်းလို့ထောက်ခဲ့တဲ့အတွက်သုံးနှစ်ခွန်းဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တဲ့နေ့မှာတဲထွက်တယ်သူထွက်တော့မဲ့အချိန်မှာလေဒီတုံးလုံးပေါင်းခွန်းလို့ဖြစ်တာရဲ့တပွဲကြောမှာပဲ ထွက်တယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဒါလေးကမ်းမြောက်အနေနဲ့ဦးနဲ့တို့ဝါပေါင်းရှင်းနေဒီနှလုံးသုံးနေတစ်လို့ဖြစ်လို့ဒီနှစ်ထဲမှာလုံးဝရှာရှာပါပါခဏတစ်ခွက်ဒီဝါပေါင်းခွန်းဝါပေါင်းကဝါပေါင်းနှစ်ဂွားခွန်ဂွားကဂွားနှစ်ဒီလေးလို့ဖြစ်လိုက်တယ်ဖြစ်ပြီးတာနဲ့ဒီသုံးလုံးခွန်းရောဒီမှာလည်းသုံးလုံးခွန်းလို့ချုပ်လိုက်တဲ့အတွက်ဒီမှာရှိတဲ့တုံညာသုံးခွန်းဆိုတဲ့ခဏဒီသူ့ရဲ့နောက်တစ်နှစ်မှာဒီသုံးလုံးပေါင်းခွန်းလို့ထောက်ထားတဲ့အတွက်ဒီနေရာလေးမှာတုံညာသုံးခွန်းဆိုတဲ့ခဏဒဲကို ဒါပို့ထိုးပြီးတော့နော်တဲကိုပို့ထိုးပြီးတော့ကြံအာကိုတော့နည်းနည်းလေးရံလိုက်ပေါ့ဗျာလုံးဝသုံးသက်စီအကွက်ရွှေပစားကြတဲ့စနစ်ဒီအပြင်ခုလို၄ကက်စီနော်၄ကက်စီကိုမှအကွက်ရွှေစနစ်နဲ့ကိုဆန်းဆန်းပြပြထောက်ချက်ကလေးနဲ့ပစားသွားတဲ့ဖြစ်စဉ်လေးကိုဒါဦးနဲ့ကဆရာသားမချမ်းမင်းနဲ့အိတ်တုံဖာမောက်ပြပေးရရင်ဖြစ်တယ်။နောက်ဖြစ်စဉ်လေးကိုအားလုံးကိုတည်လိုက်တယ်ပထမအကပ်မှာဝါပေါင်း၃ခုဒီ၄ဒီ၃လုံးခွန်းလို့ထောက်ပြရတယ်၅၃ခွန်းဒီဒဲကြတယ် သူကြားတော့မဲ့အချိန်မှာသုံးလုံးခုံးလို့ထောက်ပြီးကြားတယ်ဒုတိယကမှလည်းဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်ဘွားပေါင်းသုံးခုရဲ့အဖြစ်ဒီ၄ဒီသုံးလုံးခုံးလို့ထောက်လို့ဒီကနေ့ကဒီမှာတဲကြတယ်သုံးလုံးပေါင်းခုံးထောက်ပြီးမှပဲကြားတယ်တတိယကမှလည်းဖြစ်စဉ်ကလေးတွေကိုတည်လိုက်တယ်ဘွားပေါင်းသုံးခုရဲ့ရက်လက်ဒီ၄ဒီသုံးလုံးခုံးလို့ထောက်တယ်ဒီကနေ့ကဒီပဲကြားတယ်ဒီသုံးလုံးခုံးလို့ထောက်ပြီးမှကြားတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဖြစ်စဉ်ကလေးတွေရတယ်အကုန်လုံးကသူ့အလေးနဲ့သူကစားမိပြီဂွားခုံးဂွားငါဂွားနှစ်ပေါင်းချင်းဒီ၄ ဒီတုံးလုံးမောင်းကလည်းခုံးလို့ထောက်တဲ့အတွက်ဒီနေရာမှာထွက်မဲ့ကနန်းဒီနော်တုံညာတုံးခုံးဆိုတဲ့ကနန်းဒီတုံးလုံးခုံးလို့ဖြစ်တဲ့အတွက်ဒီနေရာမှာတဲထွက်ရှင်တာအဲ့ဒီမှာကသူကထပ်ပြီးတော့ဘာပေါ့အတန်လိုင်းလေးနဲ့ခေါ်ပြီးပြောမယ်ဆိုရင်နော်ဒီနေရာမှာကစားခဲ့တဲ့ဒီလိုခုံးဒီလိုတုံးလို့ဖြစ်ခဲ့တဲ့အတွက်ဒီတုံးလုံးခုံးဒီဒီလိုခုံးလို့ထောက်ပြီးတာနဲ့ဒီတုံးလုံးတုံးကလည်းတုံးတစ်လုံးပိုင်ပါတဲ့ကနန်းလေးဖြစ်ရမယ်ဒုတိယကံမှာလည်းဒီသုံးလုံးခွန်ကဒီလိုခွန်လို့ထောက်ခဲ့တဲ့အတွက်ဒီသုံးလုံးတုံးကြောင့်လည်းတုံးတစ်လုံးပိုင်ပါတဲ့ကနန်းဖြစ်ရ တတိယကတ်မှာလည်းဒီသုံးလုံးခွန်ကဒီသုံးလုံးခွန်လို့ဖြစ်ပြီးတော့ဒီသုံးလုံးသုံးကလည်းသုံးတလုံးပိုင်းပါတယ်ခဏနေဒဲထွက်တယ်ခုစတုထကတ်မှာလည်းဒီသုံးလုံးခွန်ကဒီသုံးလုံးခွန်လို့ထည့်ပြရတယ်ဒီသုံးလုံးသုံးကြောင့်ဒီနေရာမှာသုံးတလုံးပိုင်းပါတယ်အတွက်ကိုဒီကဏ္ဍလေးကိုဒီနေရာလေးမှာဒါဦးနဲ့ကနော်နှစ်ကတ်စီးနဲ့ပါပြမယ်ဆိုရင်လုံးဝနှစ်ကတ်တရောသုံးကတ်တရောဒီကတ်တရောကိုစပက်ရှယ်ထိုးရမယ်ကဏ္ဍဖြစ်တယ်သို့တော့၃ညာ၃ခုဆိုတဲ့ကဏ္ဍလေးကိုတော့ဒါဦးနိုင်ကတဲ့အဖြစ်နဲ့တည်ပေးလိုက်တယ်ကြိုက်တဲ့မိတ်ဆွေတွေကတော့ ကြံငါးခွက်အာဘူးတော့အပါပါလေးထိုးလိုက်ပေါ့နော်အဲဒီဘက်မှာဦးနှင်းကပါဝါကနန်းနှစ်ခွက်ထုတ်ပါတယ်ပါဝါကနန်းနှစ်ခွက်ထရနောက်တစ်ခွက်ဒီဘူပရိကနန်းဖြစ်တယ်အဲ့တော့အဲ့ဒီဘူပရိနဲ့ပတ်သက်လို့တုံညာသုံးခွန်တော်မှာဒီလောက်ကောင်းနေတာဘာကြောင့်ပါဩတယ်လဲပါဩခွက်ထဲကိုမထည့်တာလဲလို့မေးရင်နောက်ထပ်ဦးနှင်းထုတ်ထားတဲ့ပါဝါကနန်းဒီကဲဟုတ်ပြီအဲ့တော့တုံညာသုံးခွန်ဆိုတဲ့ကနန်းလေးကိုကြိုက်တဲ့မိတ်ဆွေတွေဒါဦးနှင်းကတော့ဦးနှင်းရဲ့ တွေ့မြင်တဲ့စိုက်ကလေးတွေအားလုံးကိုဒါဆရာသားမချမ်းမဲနဲ့လုံးဝအေးတွန်ဖာမောက်ပြပေးခဲ့ခြင်းဖြစ်တယ်။အခုလို၄ကစိုက်တွေရော၃ကစိုက်တွေရောစီကြောလေးတွေကိုအတူတူလေ့လာခြင်းနဲ့ဆိုရင်ဒါ2020ခုနှစ်မှာအခုနေပြောခဲ့သလိုပဲလမ်းလာခဲ့ပါလို့ဖိတ်ခေါ်ပါတယ်။2025ခုနှစ်အခုကြံ9ချိန်မှာတချိန်သာချင်းယူခြင်းနဲ့မိတ်ဆွေတွေဒီဖုန်းနံပါတ်နဲ့ဖုန်းမိထည့်ပေးလိုက်ရတယ်အဓိကကတော့ပါတူတာအော်ဂနိုင်းဗီဒီယိုဖိုင်လေးတွေကိုဦးနိုင်ကပို့ပေးလို့ရရင်အဆင်ပြေပြီဖုန်းမိထည့်ပေးလိုက်ရတယ်အင်တာနက်ပို့2000 ြည်ပြီးဝေပြီးအကောက်တဲထည့်ပြီးလည်းရတယ်အဓိကကပတုတာ organ လေးတွေဒီကပဲထွက်ထွက်အခုဦးနိုင်ရေးပြထားတဲ့ကဏ္ဍတွေကပဲထွက်ထွက်ဘယ်ကဏ္ဍထွက်ထွက်ပေါက်တဲ့ဆိုရင်ဒါအတူတူပျော်ရတာပေါ့ဗျာနော်ဒါဦးနိုင်လည်းရောရတာမဟုတ်ပေါက်တော့ကြာကိုလည်းရောရတာမဟုတ်ဘူးအဲ့ဒါအကုန်ပြပြီကြာနော်အဲ့တော့ပေါက်တဲ့ဆိုရင်ဒါဦးနိုင်ကပျော်ရတယ်ဒါဦးနိုင်လည်းကုစုရတယ်နော်ပြီးခဲ့တဲ့ပွဲမှာဒါ696ဦးနိုင်က669ဆိုတဲ့ကဏ္ဍနဲ့ကုဒီယာလေးပေါ့နော်ဒီ ဟိုခွန်ရှိကိုဆိုတဲ့ကဏ္ဍနဲ့တုံတုံညာခွန်ကဏ္ဍမွေကဏ္ဍပြထားတယ်ဦးခွန်ရှိထွက်တယ်ပေါက်တဲ့သူရှိတယ်ဒါဝင်းသားတယ်ဒီ66ကိုဆိုတဲ့ကဏ္ဍဒီမွေကဏ္ဍပြထားတယ်နော်အပေါက်တဲ့သူရှိတယ်ဝင်းသားတယ်ဒီနေရာမှာဒါ466ဆိုတဲ့ကဏ္ဍလေးပြခဲ့တယ်ပတ်လက်ထူလို့ပေါက်တဲ့သူရှိတယ်ဒါဝင်းသားတယ်နော်အဲ့ဒီလိုပဲသူ့ရဲ့အပေါ်မှာဒါဦးနိုင်တို့ဒါ3နှစ်လေးနော်3နှစ်လေးဒါဦးနိုင်ရဲ့စနစ်အောင်းနေ765မွေကဏ္ဍအောင်းနေနော်နောက်တစ်ခုဒီ1နှစ်ခွန်ဒါဦးနိုင်တို့မွေကဏ္ဍအောင်းနေနော်နောက်900 300ခွန်နော်ဒီကဏ္ဍကြီးက ဒါစနစ်ဒီအောင်ခဲ့တော့ညာလေဒါဥနိုင်ရဲ့မမဖောက်ဝင်မိတ်ဆွေတွေဘူးတော့ဥနိုင်ကဘဲအချိန်မှာဘလို့ထွက်မယ်ဆိုတဲ့ဓာတ်ဒီနဲ့ပြခဲ့တော့ညာလေဥနိုင်ရဲ့ဓာတ်ဒီကလွဲချော်ခဲ့တဲ့အတွက်မမဝင်အဖွဲ့တွေကတော့300နဲ့680ဆိုတဲ့ကဏ္ဍနှစ်ကွက်ကိုပဲဒါမိမိရရဖမ်းပေးနိုင်ခဲ့တယ်ကြံတဲ့ကဏ္ဍတွေကမွေးလို့ပေါက်တာတွေပဲအဲ့တော့မွေးလို့ပဲပေါက်ပေါက်နော်ဒါဘာပဲဖြစ်ဖြစ်အဓိကပေါက်တယ်ဆိုရင်ဒါဥနိုင်ဝန္တာပီတိကြည့်ရပါတယ်နော်မင်္ဂလာပါဥနိုင်ဟုတ်ကဲ့မင်္ဂလာပါနော် ဲအဲ့တော့ဒီဘက်မှာပြန်ကြပါတော့ဦးနိုင်ကိုပြန်ကြရှင်းပြပေးပါဆိုတဲ့မိတ်ဆွေတွေနော်ဒီဘက်မှာတော့ဦးနိုင်ပြန်ကြကနန်းမကစားတော့ဘူးမကစားတော့ဆိုတာပြန်ကြကနန်းနေတော့ရှိတယ်အခုတုံညာသုံးခုဆိုတဲ့ကနန်းလေးထွက်ရင်ကတော့နောက်ဘက်မှာပြန်ကြနေအတူဒါဦးနိုင်ပြန်လာခဲ့မယ်ဆိုတဲ့အကြောင်းလေးဒါပြောကြရင်းနဲ့ဒါဦးနိုင်ရဲ့ like လေးကိုဒါခဏနေအဆုံးသတ်လိုက်တော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ပြန်ကြကြိုက်တဲ့မိတ်ဆွေတွေဒီဘက်မှာပြန်ကြကောင်းပါတယ်။နောက်ကြံတဲ့၅ချိန်မှာပြန်ကြဒီ၃ငါထွက်မယ်ဆိုတဲ့စနစ်ရှိတဲ့အတွက်ကိုပြန်ကြကောင်းပါတယ်။သို့တော်ဥနိုင်ကကြတော့နော်။ဥနိုင်ရဲ့ တွေ့ရှိထားတဲ့စနစ်ကလေးတွေစီလိုင်းလေးတွေတဲရနေပြီးတော့ပြန်ကြသည်ဘယ်ကနန်းလေးပြီးတော့မှပြန်ကြကစားရင်ကောင်းမယ်ဆိုတဲ့အတူလေးဝင်ခဲ့တဲ့အတွက်ဒီတုံညာသုံးခုံးဆိုတဲ့ကနန်းလေးကြမှာဒါလည်းနောက်ဘက်မှာပြန်ကြကနန်းကစားမှာဖြစ်တဲ့အတွက်ကိုဒါပြန်ကြနေတူနောက်ဘက်မှာပြန်ဆောင်ကြမယ်ပေါ့ဗျာနော်အဲ့တော့ဥနိုင်ကိုအမြဲတမ်းအပင်းနေတယ်ဥနိုင်ရဲ့မိတ်ဆွေတွေရောဥနိုင်မန်ပါဖုန်းမှာမိတ်ဆွေတွေရောနော်အားလုံးပဲတက်ရှိကြမှာချမ်းသာကြပါစေ2020နဲ့5ခုနှစ်အကျင့်အကျင့်ညီများမှာလည်းဥနိုင်နဲ့အတူတူကန်တူလို့ အကျိုးပေးပါစေလို့ဆုတောင်းရင်းနဲ့ဒါဦးနှံရဲ့အကျိန်20မြောက်တတိယလိုက်လေးကိုဒါဒီမှာပဲအဆုံးသတ်လိုက်တော့မယ်ပေါ့နော်